ပါဏတိပါဒအမှုပြုလို့ရှိရင်ငရဲကြတယ်လို့မြတ်စွာဘုရားမဟောဘူးအဲ့လိုပါဏတိပါဒအမှုသည်ငရဲ၌ဖြစ်စေနိုင်သည်ပြိတ္တဘဝဖြစ်စေနိုင်သည်တရိစ္ဆာန်ဘဝကိုဖြစ်စေနိုင်သည်ဖြစ်စေနိုင်သည်ဆိုတာဖြစ်ရမယ်လို့ပြောတာမဟုတ်ဘူးတခြားအကြောင်းအကျိုးတွေရှိသေးတယ်လို့ဆိုလိုတယ်နော်မြတ်စွာဘုရားအဲ့ဒါတွေကို definitely မဟောဘူးပြောတော့မှာအဲ့ ေချာဘောခေါ်တာတော့အမေတတ်တယ်အမေတတ်ရင်တည်တည်ချာမဲ့မှာပဲကြမှာတည်ကြတယ်ကအဲ့ဒါကိုအနန္တရိယခံလို့အနန္တရိယဆိုတာတည်တည်ချာမဲ့မှာနောက်ဘဝမချာဘူးနောက်ဘဝတစ်ခုချာမချာမှာမဟုတ်ဘူးတည်တည်ချာမဲ့မှာတည်ချာဘောအဲကြမဲ့ကတော့အမေတတ်တယ်အဖေတတ်တယ်ယဟန္တာတတ်တယ်ဖရာသွေးစိတ်တောင်လှုပ်တယ်တန်ခါသင်ခွဲတယ်အဲ့ဒါအဲ့ဒါကံကြီးထိုက်တယ်လို့ခေါ်တယ်အဲ့ဒါမျိုးတော့တည်ချာဘော ကျန်တဲ့ဟာတွေကိုတေချာပေါက်လို့မြတ်စွာဘုရားမဟုတ်ဖြစ်နိုင်တယ်လို့ဟောတာဖြစ်ရမယ်လို့ပြောတာလည်းမဟုတ်ဘူး maybe နဲ့ဟောတာ must be မဟုတ်ဘူးဒါအသိအသေးပဲရှိ maybe နဲ့ must be မတူဘူးနော်အဲ့တော့အကြောင်းညင်ညွတ်လို့ရှိရင်ဖြစ်သွားတယ်အဲ့လိုဘာဏိပတ္တရိလှုပ်ပြီးတော့ငရေမကြတဲ့သူကရှိသေးတယ်ကိုဘာဖြစ်လို့လဲဆိုတော့ ဈာထဲမှာဈာထဲမှာဖြတ်သွားပြီလူဆိုတာဟိုကုသကံဆိုတာရှိသေးတယ်လေဥပမာတစ်ခုပြောမယ်ဆိုရင်တပတ္တာထိကဆိုတဲ့နှစ်ပေါင်း90တည်ရန်ကြတဲ့လူတွေကိုဆက်ဖြတ်ပြီးတော့တတ်တဲ့လူတသမားကြီးဟာအနှစ်90အမှုထမ်းလာလူပေါင်းများစွာတတ်ရှာသူကပြုတ်တဲ့နေ့မှာရှင်သာရိပုတ္တရာကသူ့ကိုချီးမြှောက်လို့ ရှင်သာရိပုတ္တရာတရားနာလိုက်ရတဲ့အခါမှာသူစိတ်တယ်ပါစိတ်နဲ့တော့အေးချမ်းသွားတယ်အဲ့ဒီနေ့မှာပဲသူသေဆုံးသွားတော့သူကဒုတိယတဏ္ဍပြေရောက်သွားတယ်နော်အဲ့တော့ရှင်သာရိပုတ္တရာနဲ့တွေ့လို့တရားနာလိုက်ရလို့ကုသကောင်းမှုလုပ်လိုက်လို့အဲ့ဒီကုသတွေကဝင်းကယ်လိုက်တာနှစ်ပေါင်း90လူတက်လာတဲ့အကုသကံကအကျိုးမပေးတာမဟုတ်ဘူးအခွင့်အရေးမရလိုက်တာ ဟောဥသွားတယ်လို့ပြောတာကုသကံနဲ့အကုသကံဒီကုသကံကဥယင်ကုသအချုပ်ပေးမယ်အကုသကံကဥယင်အကုသအချုပ်ပေးတယ်ဒါကြောင့်မို့အဲ့ဒါကိုကြောက်ပြုတ်ပြီးတော့သေကနိအရေးကြီးတယ်လို့ပြောကြတာအမှန်တော့အရေးကြီးတာမဟုတ်ဘူးဟုတ်သေကနိကံကအဆုံးဖြတ်ပေးတတ်တယ်ပေါ့အဲ့သေကနိဘတ်လှုပ်ဖို့တော့မကြိုးစားနဲ့အရေးကြီးတယ်ဆိုတော့ဘယ်လိုသိမှမသိပဲနဲ့ဘယ်လိုလှုပ်သွားတာအကျွတ်တင်ပြီးတော့လှုပ်တာ จุติပြီးတော့ဒါကုသကောင်းမှုပဲစိတ်လို့။တကယ်အနည်းမှလောက်ပဲလို့သွားစိတ်ကူးမရင်လေနဲ့။ဘယ်လိုသေးမှလည်းမသိဘူး။ဘယ်ချိန်သေးမှလည်းမသိဘူး။ဟုတ်တယ်မဟုတ်လား။အဲ့တော့จุติပြီးတော့လှုပ်ထားတာကုသကောင်းမှုစာအဲဒါတတိထားလုံးနေ။ခမန္တိကမိဖုရားကြီးကြတော့ကောသရမင်းကြီးနဲ့တွေ့ဖက်ပြီးတော့အာသရိတဒါနာလူကြီးတွေလှူတယ်။နေစင်းနဲ့မြလည်း ဖရာတရားနာတယ်ကြောင်းသွားတယ်လှူတဲ့တန်းနဲ့နတ်တော်ပင့်နေတန်ခါးတွေလှူတဲ့တန်းနဲ့လောက်သို့တော့တည်တဲ့အခါကျတော့အဝိဇ္ဇငရဲရောက်သွားတယ်ဘာဖြစ်လို့လဲသူကတိတ်တိတ်ပုံပြစ်မှုတွေတခုကျူးလွန်မိတာကိုဖရင်ကြီးကလည်းခအာအာဆိုသူလိန်လိုက်တယ်သူကလိန်လိုက်တယ်ရှက်ဖွဲ့ရကိစ္စတခုပေါ်လာတော့သူလိန်လိုက်တယ် လိန်လိုက်ပြီးတော့သူကသူစိတ်မကောင်းဖြစ်ပြီးတော့တေတော့အဲ့ဒီစိတ်မကောင်းတဲ့စိတ်နဲ့တေလို့သူကငရေရောက်သွားတယ်။သို့တော့ကြာရှိအဲ့ဒီအကုသိုလ်ကံကအကျိုးမပေးနိုင်ဘူး။သူလုပ်ခဲ့တဲ့ကုသိုလ်ကံတွေကအာကောင်းတော့သူကနတ်ပြေရောက်သွားတယ်။တပတ်ဖယ်ခံလိုက်ရတယ်။ဒီလိုလည်းရှိတယ်နော်။ဒီလိုလည်းရှိတယ်။ဒါကြောင့်မို့လို့ ကုသိုလ်ကံကအကောင်းရင်ကုသိုလ်အကျိုးပေးသွားတယ်တခုမှတ်ထားဖို့ရတော့ကုသိုလ်ကံကအကောင်းရင်ကုသိုလ်ကံကအကျိုးပေးမယ်အကုသိုလ်ကံအကောင်းနေရင်အကုသိုလ်အကျိုးပေးမယ်ဒါကတခုအဲ့ဒီထဲမှာပဲကုသိုလ်ကံကအမကောင်းမိမယ်လို့အခွင့်ရေးရရင်သူ့ဟာအရင်ကျိုးပေးမယ်ကုသိုလ်ကံကအခွင့်ရေးရတယ်ဒါပေမဲ့အကောင်းကြီးတော့မဟုတ်ဘူးခွင့်ရေးရရင်သူ့ဟာကျိုးပေးမယ်ကုသိုလ်ကံကအခွင့်ရရင်ကုသိုလ်ကံအကျိုးပေးမယ်အကုသိုလ်ကံအခွင့်ရရင်အကုသိုလ်အကျိုးပေးတယ် 困难的，就别做了。阿高那批水，嘛高那批事，强酸洗的，啊。